အလိုက်သိခြင်းဟာစိတ်ရဲ့ယဉ်ကျေးမှုပါအလိုက်သိတတ်ခြင်းဟာကိုချင်းစာနာတတ်ခြင်းကနေမြဖြားခံပါတယ်အထူးသဖြင့်ကိုတစ်ဖက်သေးကိုမတွေးပဲတကူကောင်းမဆန်အတ္တမကြည်ပဲသူများဘက်ကလည်းထဲ့တွေးပေးတတ်တဲ့သူတွေဟာအလိုက်သိတတ်ကြပါတယ်ကိုမကြိုက်တဲ့အပြုမှုတစ်ခု စကားတစ်ခုကို သူများလည်းဘယ်ကြိုက်ပါမလဲလို့တွေးပေးလိုက်ခြင်းဟာအလိုက်သိပေးခြင်းပါပဲကိုနှစ်သက်တာလေးတွေဆိုရင်သူများလည်းဒီလိုလေးဆိုကြိုက်ပါပဲဆိုတဲ့အတွေးလေးတွေးပေးလိုက်ခြင်းကလည်းအလိုက်သိခြင်းပါပဲလိုက်သိတဲ့သူတွေဟာစိတ်ဓာတ်ယဉ်ကျေးမှုရှိသူဖြစ်လို့လူတိုင်းကချစ်ခင်နှစ်သက်ကြပါတယ်ဘယ်သူတွေပါပဲဖြစ်နေနေငါနဲ့မဆိုင်ဘူး ငါကြိုက်တာငါလုပ်မယ်။ငါပြောချင်တယ်လို့ပြောမယ်။ဘသူကမှဂယုမဆိုင်ဘူးဆိုရက်စိတ်ဓာတ်မျိုးနဲ့ပြောချင်ရပြောပြီးလှုပ်ချင်တာတွေတစွထိုးလှုပ်နေတတ်တဲ့သူတွေနဲ့ကြုံတွေ့ရတဲ့အခါလူတိုင်းကခေါင်းတစ်ခါခါနဲ့နှကောင်းရှုံတတ်ကြပါတယ်။အလိုက်မသိတတ်သူဟာလူမုံစိတ်ပြက်ခံရတတ်ပါတယ်။ဥပမာ သူများတွေတိတ်တိတ်ဆိတ်ဆိတ်ရှိနေခြင်းမျိုးမှာအော်ကြီးဟစ်ကျဲစကားပြောနေတာမျိုးဆိုင်မှာစီကံတကြတန်းစီနေခြင်းမျိုးမှာမသိနာမလဲတလို့ပုံစံချိုးပြီးချားဝင်ဖြစ်လိုက်တာမျိုးသူများမဖြေခြင်းနဲ့မမေးတဲ့မိကုံမျိုးကို အာမနာစတဲ့မေးတတ်တာမျိုးသူများအစဉ်ပြေမပြေမှန်းမသိ နှစ်သက်မနှစ်သက်မှန်းမသိပဲကိုလိုချင်တာကိုဇွတ်တောင်းဆိုတတ်တာမျိုးစရဲ့အပြုမူဟာ အလိုက်မသိတတ်တဲ့ရင်ကျေးမှုမရှိတဲ့လူတယောက်ရဲ့စိတ်တက်အဆင့်တန်းကို ဖော်ပြနေတာပဲဖြစ်ပါတယ်သူများဘက်ကအမြင်တွေ့ပေးပြီးအလိုက်တသိရှိတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါတိုင်းစိတ်ချမ်းသာကြည်နူးရပါတယ် လူတယောက်ရဲ့မျက်နှာရိပ်မျက်နှာအရေးခဲကိုကြည့်ပြီးသူအဆင်ပြေအောင်ဘလူးလေးကူညီပေးလိုက်မယ်။သူလိုအပ်တဲ့အခါဘလူးနှစ်သိမ့်စကားလေးပြောလိုက်မယ်။သူအားငယ်နေတဲ့အခါဘလူးလေးထွေးဖက်ထားပေးထားလိုက်မယ်။စရတဲ့အတွေးလေးတွေဟာအလိုက်တိတ်တတ်ခြင်းပဲဖြစ်ပါတယ်။